တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမင်းလူရဲ့အလွမ်းတက်ဝတ္ထုကိုအပိုင်း၃အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် အမေဖြစ်သူအတွက်စိုးရင်ပူပန်မှုကြောင့်ညှိုးငယ်နေသော သူ့မျက်နှာကိုမြင်လိုက်ရကလေးကကျွန်တော်အလုတ်များတော့မယ်ဆိုတာသိတာထင်ရှားနေပါပြီ။နောက်တစ်နေ့ကျတော့ကျွန်တော်အလုတ်စောစောဆင်းပြီးစမ်းချောင်းသို့သွားသည်။တင်မေထွန်းတို့ကိုအထုကုဆေးရုံသို့ခေါ်သွားသည်။သူ့အမေကိုယောဂါရှာဖွေရေးပါရဂူဆရာဝန်ကြီးနဲ့ပြပေးသည်။ထုံးစံတိုင်းစမ်းသက်စစ်ဆေးမှုမျိုးစုံလုပ်ရသည်။ထိုကိစ္စများအတွက် ကြတင်သောဘီစီရင်ကိုစာရွက်ကြည့်ပြီးနောက်တင်မေထွန်းမျက်နှာကွက်ခနဲပြက်သွားပြီးမှပြန်ထိန်လိုက်သည်စမ်းကြောင်းအိမ်ပြန်ရောက်တော့တင်မေထွန်းက ဖုံးဆက်ခြင်းနဲ့ပြောသည်ကျွန်တော်လက်ကင်ဖုန်းကိုပေးလိုက်တော့သူကရှက်ပြုံးပြုံးပြီးကျမမဆက်တတ်ဘူးသူခေါ်ခြင်းသောနံပါတ်ကိုကျွန်တော်ကနှိပ်ပေးလိုက်သည်သူတို့မျိုးကဆက်သွယ်ရေးရုံးကိုခေါ်ခြင်းဖြစ်၏ညတောင်းဝင်ကြနေသော သူအတိတ်တယောက်နှင့်စကားပြောသည် တစ်ဖက်မှာဖုန်းလိုင်းကမကောင်းလို့ပဲလားနေဖုန်းတွေ ပြောနေကြမှုအကျင့်ပါနေသလားတော့မသိအတန်ကိုမြင့်ပြီးပြောသဖြင့်ဘေးကကောင်းကောင်းကြားနေသည်ဒါမှမဟုတ်လက်ကင်ဖုန်းကသေးသေးလေးဖြစ်သောကြောင့်အတန်လဲတိုးတိုးလေးသွားလိမ့်မယ်ဟု ထင်လို့လဲဖြစ်နိုင်သည်လက်ကင်ဖုန်းကင်ကားစလူတွေဒါမျိုးဖြစ်တတ်သည်ကျွန်တော်တို့ကလည်းဒီအတိုင်းပဲလမ်းမပေါ်မှာတယောက်တည်းအယူလိုအော်ကြီးခစ်ကျဲ ပြောနေကြသူတွေမကြခဏတွေ့ဘူးသည်အိမ်ကိစ္စဘာကြားသေးလဲဟုတ်လားဦးကြီးကိုပြောလိုက်ပါတိတ်ဈေးကင်မီနီနဲ့သူတို့ပေးထားတဲ့ဈေးတက်နည်းနည်းပါးပါးပူရင်ထုတ်လိုက်တော့လို့ဟုတ်တယ်လို့နေတယ်သူပြောနေသောစကားတွေရခံမှန်းကြည့်လျင် သူ့မှာငွေများများဆဆပါလာပုံမရအထုကူဈေးကမ်းမှာကုန်ကြခဲ့ရတာကိုကြည်ပြီးဆုံးဖြတ်ချက်ချလိုက်ဟန်တူသည် ကျွန်တော်သူ့ကိုတနာသွားသည် ထို့ကြောင့်မတ်တီမေထွန်းကို ကျွန်တော်ပြောเสียရရှိတယ်ဘာကိစ္စပဲဖြစ်ဖြစ်လိုအပ်တဲ့အကူအညီရှိရင်ကျွန်တော်ကိုပြောပါ အခုလဲကူညီနေတာပဲကောငွေရေးကြေးရေးကိစ္စကို ပြောတာပါ မတ်တီမေထွန်းကစေကူတာတဲ့စိတ်မလောက်မှစိုးရိမ်နေပုံရတယ်အဲ့ဒါတော့အမှန်ပဲကျမကဒီလောက်ငွေကုန်ကြေးကြများလိမ့်မယ်လို့တွက်မထားမိဘူး ီးတော့ကြတော့အပြင်ဆေးကန်းမှာရလိမ့်မယ်လို့မထင်ခဲ့ဘူးဆေးရုံကြီးမှာပဲပြရမယ်မှတ်လို့ဆေးရုံကြီးမှာပဲပြလို့လည်းရပါတယ်ဒါပေမဲ့မနေ့အစောကြီးသွားပြီးစာအုပ်ထည့်ရမယ်လူကများတော့ကို့အလှဲ့ကြဖို့အကြာကြီးစောင့်ရမယ်သွေးစစ်တာဓာတ်မှန်ရိုက်တာတဏီယာစီသွားပြီးတန်းစီစောင့်ရမှာ လူနာအတွက်တိတ်ပင်မန်းနေအပြင်ဆေးကမ်းမှာဆိုရင် လူကတော့တက်တာပါတယ်စိတ်ကမတက်တာဘူး ငွေကုန်ကြေးကျများတာကိုဆိုလိုခြင်းဖြစ်၏ဒါကြောင့်အေရောင်းမှုဆုံးဖြတ်လိုက်တာပေါ့ဟုတ်လားလိုအပ်လာရင်ရောင်းလိုက်မယ်လို့တော့အရင်ကတည်းကစဉ်းစားခဲ့ပြီးသားပါကျမတို့နဲ့ကဲ့ရဲ့ဝိုင်းကလူချင်းနေတာဈေးကနည်းနည်းကွာနေတယ်လေအခုတော့လွတ်လိုက်တော့မယ်စိတ်ကူးတယ်ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကိုချက်ချင်းချလိုက်သည်အမှန်တော့ထိုဆုံးဖြတ်ချက်သည် သူ့အမေရန်ကုန်မှာဆေးလာကုမယ်ဆိုသော သတင်းကိုကြားရကလေးကချနှင့်ခဲ့ပြီးသားဖြစ်နိုင်သည်ကျွန်တော်တခုပြောပြစေအိမ်ကိုအခုချိန်မှရောင်းရင်ဈေးနှိမ်ခံရမှာပေါ့ဒီတော့ကျွန်တော်မှာစိတ်ကူးတစ်ခုရှိတယ်လောလောဆယ်လိုတဲ့ငွေကိုကျွန်တော်စီကခဏယူထားပါလားနောက်မှအေးအေးဆေးဆေးပြန်ပေးလို့ရပါတယ်နေပါစေကျွန်မသူများကိုဒုက္ခမပေးချင်ဘူးကျွန်တော်ကိုဒစိမ့်လိုသဘောမထားစေချင်ဘူးထိထိမြင့်တဲ့ကျွန်တော်နဲ့ကမောင်နှမအရင်တွေလိုနေကြတာပါ သူ့တငယ်ချင်းဟာကျွန်တော်တငယ်ချင်းပဲပေါ့သူကလည်းမက်တီမေထွန်းကိုအဆဆရရကူညီလိုက်ပါလို့မှားထားတယ်လေကျွန်တော်တို့ဘက်ကတခုခုဝတ္တရားပြက်ကွက်ရင်စူလို့ကျိန်းလို့ဆုံးမှာမဟုတ်တော့ဘူးပြီးတော့အိမ်ရောက်နေဆိုတာကလည်းငွေကချက်ချင်းရခြင်းမှရမှာသူတွေ့ပြီးစဉ်းစားနေသည်ချိန်ထားသောရက်တွင်အထူးကူစေကန်းသို့တွားပြရပြန်သည်ကျွန်တော်ကအပြင်မှာနေပြီး တို့သားမိကစမ်းသက်ခန်းထဲဝင်သွားသည်တင်မေထွန်းကဘာတွေပြောသလဲတော့မသိဆရာဝန်ကြီးကဆေးရုံကြီးမှာတက်ရောက်ကုသနိုင်ရန် ထောက်ခံစာရေးပေးလိုက်၏အသေးစိတ်ဆက်လက်စမ်းသက်စစ်ဆေးရမည်ကိစ္စကိုလည်းဆေးရုံကြီးနောက်မှာဆက်လုပ်ပေးမည်ဟုမှားလိုက်သည်ကျွန်တော်သဘောအရဆိုရင်တော့တီးတဲ့ငန်းတစ်ခန်းမှာထားခြင်းသည်တို့ရာတွင်ဒီလောက်ထိဝင်ရောက်စွတ်ဖက်ခွင့်မရှိထို့ကြောင့်ရိုးရိုးအခန်းမှာပဲနေရသည် တခုကောင်းသွားတာကတော့လူနာ6ယောက်သားရှိသောအခန်းငယ်တစ်ခုမှာ နေခွင့်ရခြင်းပင်ဖြစ်၏တောင်းဆုံးခန်းကိုရသောကြောင့်လဲပိုပြီးအဆင်ပြေသွားသည်အခန်းကတန်တန်ရှင်းရှင်းရှိသဖြင့်တင်မေထွန်းလဲစိတ်ကျေနပ်သွားသည် စေယုံကြီးမှာဆိုတော့ဇိယိတ်စကကတော်တော်ကြီးတက်တာသွားသည်တို့တိုင်အောင်ဇိယိတ်မြပေးအစီစဉ်ရတချို့ကိစ္စတွေမှာတော့ကုံရအောင်မှတေကြသည် ထိုတော့တွင်တီမေထွန်းစလင်းကို ဖုံးတခါထက်ဆက်သည်အိမ်ရောင်းဝယ်ကိစ္စအဆင်မပြေဝယ်မယ်ဆိုတဲ့လူတွေတီမေထွန်းတို့ငွေလိုနေမှန်းသိသဖြင့်ဈေးကိုမတရားနှိမ်သည်စီယံကိုလည်းမဖြစ်စလောက်သာပေးမည်ဟုဆိုတဲ့တီမေထွန်းမှာတော်တော်စိတ်ထိခိုက်သွားသည်ဖုံးပြောရင်အတန်တွေတုံပြီးမျက်ရည်ဝဲလာသည်ကျွန်တော်မကြည့်ရတော့စိတ်မကောင်းဖြစ်မနေပါနဲ့တော့ဗျာ အခုချိန်မှာလူနာအတွက်အကောင်းဆုံးဖြစ်ဖို့ကိုပဲစဉ်းစားပါတခြားဘာကိုမှထဲ့အတွက်မနေပါနဲ့မတ်တီမေထွန်းစိတ်ပန်းလူပန်းဖြစ်ပြီးနေမကောင်းလို့လဲသွားရင်ခက်မယ်ကျွန်တော်စကားကိုနားထောင်ပါဗျာသူဒီ9မိနစ်ခန့်ကြာအောင်ခေါင်းငုပ်ပြီးတွေ့တွေ့ကြီးလှုပ်သည်ပြီးတော့မှကျမသိတ်ကျေးဇူးတင်ပါတယ်ဟု ခက်တိုးတိုးပြောသည် အမှန်တော့ကျွန်တော်မှာငွေအပူများများဆဆမရှိဘူး မိဘအိမ်မှာနေသော လူပြိုလူလွတ်တယောက်အနေဖြင့်စူးစောင်းနေစရာမလိုအဖေကလက်ကသဘောမျိုးပေးထားသောငွေမှလည်းကျွန်တော်တယောက်စာ၃လောက်ဆွဲလိုက်ယုံပြင် အသင့်အတင့်သာပို့သည် ထို့ကြောင့်တင်မေထွန်းအားထောင်းပတ်ငွေပေးဖို့ကိုမိဘရေစီ တောင်းမို့သာရှိ၏ဒါမျိုးတွေဝါသနာပါသောအမိကိုအရင်ချင်းကပ်သည် အမိကဟဲ့မိထင်းမြင့်တငယ်ချင်း ဆိုတော့ကုညီရမှာပေါ့ကွယ် အဖေကိုအမေပြောပေးမယ်ဟုလွယ်လွယ်ကူကူသဘောတူသည်ပြီးတော့မှ "तू ကမိန်းကလေးဟုတ်လား"ဟုဆက်မေးသည်ကျွန်တော်ခေါင်းညိတ်ပြလိုက်၏မိထဲမြင့်တငယ်ချင်းဆိုရင်လေအိမ်လေးပါလေးလာဖို့ဖိတ်အိုးထမင်းကျွေးရအောင်ကျွန်တော်အချိန်ဒီမှာဒီလောက်ပိုင်ပိုင်နိုင်နိုင်ကြီးမဟုတ်တော့ကြောင်း "तू ကသူ့အမေကိုစိုးရိမ်လို့အနာကမခွာနိုင်ဘူးအမေရဲ့ခေါ်လို့ရမှာမဟုတ်ဘူး" mm အဲ့ဒီလိုမိဘကိုဂယူဆိုင်တတ်တဲ့ကလေးမျိုးဟာဘတော့မှမစင်ရဲဘူးကွဟုပြောပြီးအမေရေပြုံးလေရှိသောပုံစံမျိုးဖြင့်ပြုံးလိုက်သည်အမေကတော့မမြင်ဘူးခင်ကတည်းကကြိုတင်သဘောတူနေပုံရသည်ကျွန်တော်အမေပဲလေကျွန်တော်တောင်နာမည်ကြားယုံနဲ့စိတ်ဝင်စားခဲ့သေးတာမဟုတ်လားနောက်တစ်ချက်ကတော့ဆေးရုံမှအပြိုကြီးမက်လာစိမ့်နဲ့ညှိဆုံးသွားမြည်အန်ရီကိုစိုးရင်စရာမလိုတော့ဘူးဆိုပြီး မေဘက်ကစိတ်အေးသွားခြင်းလည်းဖြစ်နိုင်သည်မမစိန်ကိုကျေးဇူးတင်ပါ၏အမေချီးကျူးသလို ကျွန်တော်လည်းချီးကျူးမိတာပါပဲတင်မေထွန်းသည် သူ့အမေနာက တကယ်ပဲတဖွာမှမခွာခြင်းသူဖြစ်၏တီးတန်ကန်းမှဆိုလျင်တော်သေးသည်လွတ်လွတ်လပ်လပ်ကျဲကျဲဝုန်းဝုန်းသဖြင့်အနားယူလို့ရသည် အခုအားကလူနာဆောင်အတွက်ပေးထားသော ခုံကလေးတစ်လုံးပဲရှိသည်ဒီပေါ်မှာထိုင်ဝေယနာပေါက်မှာထွက်ရက် ညကြတော့ခုံမော်ထိုင်ရင်လူနာကရင်ကိုခေါင်းမိပြီးမှေးယုံမဲ့ရသည်ကြာလျင်သူပါထီတော်မည်ဒေါ်ကြီးလာကတတ်နိုင်သလောက်တလှဲ့လာဆောင်ပေးသည် ကျွန်တော်ကလည်းအစဉ်ပြေသလိုဆောင်သည်တခါတလေနေ့ဘက်တခါတလေညဘက်တင်မေထုံးကိုအိမ်ပြန်ပြီးအနားယူဖို့အတင်းအကျပ်တိုက်တွန်းရသည်ညဘက်အတွက် special nest တယောက်ကို ကျွန်တော်သဘောနဲ့ကျွန်တော်ငှားပေးသည်တိတ်တော်မထူလား နတ်ရှိပေမဲ့စိတ်မချဘူးဆိုပြီးသူ့ဘာဝင်ဆောင်နေပြန်သည်စိတ်ပြေလက်ပြောင်းလဲဖြစ်အောင်အာယုံအပြောင်းလဲလဲဖြစ်အောင်အပန်းလဲပြေအောင်ရန်ကုန်တဝိုက်လိုက်ပြဖို့စိတ်ကူးသည်ဘယ်သွားခြင်းတည်းလဲမေးတော့တခြားဘယ်ကူမှမသွားခြင်းမှာဘူးဖြစ်နိုင်ရင်တော့ရွှေတကုံဖျားပဲလိုက်ဖို့ပြီးပါသူ့ကိုစားတော့ဆိုင်အရင်ခေါ်သွားသည်အစားတော့ကောင်းကောင်းတွေမှာကျွေးသည်သူကတိတ်မစားခြင်းအားရှိသောအောင်စားမှဖြစ်မယ် ကိုဖုံမုံစေးယုံကိုဝဲလာတာတွေစားရတာပဲဒီမှာကပူပူနွေးနွေးစားရတာကဲပါမှာပြီးမှမစားရက်ပတ်ဆက်တက်တက်ဖြုံးတီးတယ်လို့ဖြစ်နေမှာပေါ့ဆိုတော့မှစားသည်ငွေရှင်းတဲ့အခါကျတော့ကျွန်တော်ငွေဆက်ကူတွေရေတွက်နေတာကို သူပါလက်ရည်နေပုံရသည်ဈေးကြီးလိုက်တာဒီလိုမှန်းသိရင်တော်ပါတော့ဗျာပြန်အန်ထုတ်လို့လဲပတ်ဆက်ပြန်ရမှာမဟုတ်ပါဘူးရက်အတန်းကြာအတွင်းမှာပထမဆုံးချိန်ပြုံးသည် ရွှေဒဂုံစေတီတော်ကိုရောက်တော့သူ့မေရဲ့မွေးနံတော့မှာပန်းရေချမ်းဖျောင်းနိုင်ပူဇော်သည် ထို့နောက်ဖျားရှစ်ခိုးသည်ကျွန်တော်လဲဝင်ထိုင်ပြီးရှစ်ခိုးလိုက်၏သူဖျားရှစ်ခိုးတာတော်တော်ကြာသည် သူ့မေအတွက်ဆူတောင်းနေခြင်းဖြစ်ကြောင်းသိကြသည်သူ့ကိုကြည်ပြီးကျွန်တော်စိတ်မကောင်းဖြစ်သွားရ၏အမှန်တော့သူ့မေအတွက်မျှော်လင့်ချက်မရှိသလောက်ပင်ဖြစ်၏ဖွင့်မပြောရသောကြောင့်ထိန်းထားခဲ့ရသည် ကျွန်တော်ဆရာဝန်ကြီးနှင့်တွေ့ပြီးပြီ ယောဂါကအသေးမှဆူဆူရွာရွာအနာဖြစ်နေတာတင်မေထွန်းတို့အမေမှာဝမ်းကైယောဂါအခန်းရှိ၏ဒါကိုစနစ်တကျထိထိရောက်ရောက်မကူပဲစင်းဤတို့များနှင့်သာတပွဲတို့ကုနေခဲ့သည်ဒီလိုမျိုးတွေကတောက်လိုက်လျင်ယောဂါပိုးအချို့တည်သွားတာတော့မှန်သည်မတည်ပဲကြံတဲ့ပိုးတွေက အသေးထဲမှာသွားခူအောင်နေတတ်သည် အခွင့်သာတဲ့အခါဥလန်းကြောင်းနဲ့ပြန်ဆင်းလာပြီးဝမ်းကైပြန်သည်စေးတော့လိုက်အသေးသေးသွားပုံနေလိုက် ်ပြန်ဆင်းလာလိုက် ပြန်ဖြစ်လိုက် ကြာတော့အသေးကိုထိခိုက်လာတော့သည်အနောက်တိုင်းဆေးပဲဖြစ်ဖြစ် တိုင်းရင်ဆေးပဲဖြစ်ဖြစ်ဆေးပတ်လဲအောင်တောင်းမှယောဂါကအမြင့်ပြတ်နိုင်သည်တက်တာပြီးဆိုပြီးဆေးကိုရက်လိုက်တာမျိုးလုပ်လို့မရဆရာဝန်ကြီးကကျွန်တော်ကိုဒီအတိုင်းရှင်းပြသည်တင်မေထွန်းတို့အမေသည်ငကိုကပင်အသေးအားနေသောကြောင့်ပို့၍ထိခိုက်သွားခြင်းဖြစ်၏ခွဲစိတ်ကုသဖို့ကြတော့လဲခံနိုင်ရင်မရှိသေး အားရှိလာအောင်စောင့်ရမည်ကောင်းမယ်မကောင်းဘူးဆိုတာလည်းမသေးကြအခုလောက်ထိအသက်ရှင်နေသေးတာတောင်အံ့ဩဖို့ကောင်းသည်ဟုဆို၏စင်ဖြူကျုံးကဆေးဆရာကြီး၏ဆေးတွေကြောင့်ဒီလောက်ထိတောင့်ခံနိုင်တာဖြစ်လိမ့်မည်ညနေတိုင်းလိုလိုစက်ယုံကနေစောစောအလုတ်ဆင်းပြီးဆေးယုံကိုရောက်ဖြစ်သည်တချို့ရက်တွေမှာအလုတ်ကိုတောင်မသွားပြေကိုအောင်မြိုင်နဲ့မမြစိန်တို့ကိုလွှဲထားရသည်ဒီအတွက်အဖေတို့ကလည်းဘာမှမပြော အမေကရှင်းပြထားဟန်တူသည်တညက်နေစေယုံကိုရောက်သွားတော့သူ့ကိုဝေယန္တာမှာရက်နေတာတွေ့သည် အနာကိုရောက်မှရက်နေတာမဟုတ်ပဲမှီနေခြင်းဖြစ်ကြောင်းသိရသည်လက်ရန်အုတ်ခုံမှာဒရောင်စစ်ကို ထောက်ပြီးနှထင်ကို လက်ချောင်းများနဲ့ထောက်ထားသည်မျက်လုံးကိုမှိတ်ထားသောကြောင့်ကျွန်တော်ကိုမမြင်မတ်တိမေထွန်းဘာဖြစ်လို့လဲကျွန်တော်အတန်ကြားတော့မှမျက်လုံးဖွင့်၍လှည့်ကြည့်ပြီးအော် ဘာမှမဖြစ်ပါဘူးသူ့မျက်လုံးတွေကရှိဝေနေတယ်လို့ပဲလူနာဆောင်နဲ့ပြန်ဝင်ရန်ခြေလှမ်းလိုက်စဉ်တစ်ချက်ရိုင်သည်ကျွန်တော်လက်မောင်းကိုလှမ်းကင်ထိမ့်လိုက်မိပြုပြီးမှသူ့ဘာသာပြန်ပြီးဟန်နိုင်သွားသဖြင့်လက်နှင့်ယုတ်လိုက်သည်နေမကောင်းဘူးလားခေါင်းနဲ့နဲ့မူတာပါအေးရေးပြက်လို့ထင်ပါရဲ့ခဏနေကောင်းသွားမှာပါပြောပြီးခြေလမ်းမို့ပြင်သည်သူဟန်ဆောင်နေခြင်းဖြစ်၏ တလန်းလန်းမှုကိုပင်အတော်ချိန်ဆနေရာကြောင်းသိတာသည်ကျွန်တော်စိုးရင်သွားသည်ခဏလေးလူနာဆောင်အဝစီသွားပြီးဂရင်ဘေးမှာထိုင်နေသော special nest ကိုလက်ရက်ခေါ်လိုက်သည် လူနာကတော့အိပ်ပျော်နေဟန်တူ၏ဘာဖြစ်လို့လဲဆီယာမကမေးသည်မူးလို့တဲ့ဆီယာမကလက်ကဝတ်ကိုကင်ဆန်းကြည့်ပြီးနောက်လူနာဆောင်ထဲဝင်သွားသည်ရေတပံကွက်နှင့် စေးတပြားယူလာပြီးသူ့ကိုတိုက်သည် ခဏထိုင်ခိုင်းတာတက်တာသွားရင်စေကန်းကိုခေါ်သွားပြီးပြလိုက်ပါပြီးရင်အိမ်ပြန်နားခိုင်းလိုက်တော့လူနာကိုကျမကြည့်ပြောထားမယ်သူ့ကိုကားရှိရာသို့ဆ iamma ကတွဲပို့ပေးသည်စေယုံကို အစင်းမှာတော့ကျွန်တော်ကတ်ထိန်ပေးရသည် ထုံးစံတိုင်းမှာပဲအညာသူတွေကအသားရည်တိတ်နူးညံ့လာဆိုတော့ထိထိမြင့်စကားကိုအရေးထဲမှာသတိရလိုက်မိသေးသည်ကျော်ကြီးကတော့အင်ကြီးခံနေလို့တိတ်မသိရဘူးဟုပြောခဲ့သည် အခုလဲသူ့လက်မောင်းကိုဖေးကင်ထားခြင်းသာဖြစ်၏ခပ်ပိမ့်ပိမ့်အင်ကြီးသားကကြားကခံနေတော်လဲနူးညံ့ချောင်းတိတာပါသည် ရာဇဝင်ဇလန်းတဲကပြင်ဆပ်ပါပြီလိုအသားကိုထိလိုက်မိတာနဲ့ချစ်ကြိုက်သွားတာမျိုးများ ဖြစ်နေမလားဟု တွေးမိ၏မဖြစ်နိုင်ဒီလိုကျေးသာဆိုရင်ဘတ်စကားစပရာတွေသူ့ကိုကြိုက်ကုန်ကြမှာပေါ့ဆရာဝင်က တွေးချိန်ကြည့်သည် တွေးပောင်ကြနေသည် ဆရာဝန်ကဆဆာချင်းသူ့လက်ကိုကိုင်ပြီးစမ်းကြည့်စင်းမှာထိတ်ခနဲစိုးရိမ်သွားသေးသည်သူ့ကိုအကြောစီးတွင်ပေးသည်အားစီးတွေပေးသည် ကောင်းကောင်းစားကောင်းကောင်းအနားယူအေးရဝအောင်အိပ်ပါဟုညွှန်ကြားသည် ကားပေါ်ပြန်ရောက်တော့ကျမတော်တော်နေသာထိုင်သာရှိသွားပြီဟုသူကစေးရုံပြန်သွားခြင်းလို့စကားဆသေးသည်ကျွန်တော်ကအကိုကြီးလေတန်းဖြင့်မရဘူးဆရာဝန်ကကောင်းကောင်းအနားယူရမယ်လို့အခုပဲပြောလိုက်တယ်မလား ဒီညတော့အိမ်ပြန်အိပ်ရမယ်စေးရုံကို ကျွန်တော်သွားဆောင်လိုက်မယ်ကျွန်တော်စကားကိုနားထောင်ပါသူဘာမှထပ်မပြောတော့ပဲညိတ်နေသည်သူ့ကိုအိမ်ပြန်ဖို့ရောက်ရောက်ချင်းဆရာဝန်ပေးလိုက်သောစေးကိုကျွန်တော်ကိုယ်တိုင်တိုက်သည် သူကကျေးဇူးတင်သောအချစ်ဖြင့်တုံ့ပြန်သည်ဒေါ်ကြီးလာလက်ထဲကိုအပ်ခဲ့ပြီးစေးရုံကိုပြန်ခဲ့သည်အိမ်ကိုလည်းဒီညပြန်မအိတ်ချောင်းဖုံးဆက်ပြောလိုက်သည် ။ဆေးရုံရောက်တော့တင်မေထွန်းတို့မီအိယာကနိုးနေပြီ။မတ်တင်မေထွန်းလည်းတော်တော်ပင်ပန်းနေတာနဲ့ဆေးကမ်းမှာအားစေးဝင်ထိုးပေးပြီးဒီညတော့အိမ်မှာပဲနားခိုင်းထားလိုက်တယ်။ကျွန်တော်လည်းနှက်ပြန်အလုပ်အားနေတာနဲ့ပြန်ချင်းပြန်မာကွယ်ဆရာမလည်းရှိသားပဲ။ရပါတယ်။အိမ်မှာဆိုလည်းတော်တော်နဲ့အိတ်တာမဟုတ်ပါဘူး။လမ်းမှာဝင်ဝဲခဲ့သောလက်ဖက်ရည်ကိုတောက်သည်ဆီယာမကိုလည်းတိုက်သည် ်ဆ ्याम မာလေးသည်ခြေရင်းမိုင်းရှိခုံမှထိုင်ရင်းစာဖတ်နေသည်ကျွန်တော်မဖတ်ဘူးသောစာရေးဆ ्याम မာတယောက်ဤဝိတ္ထုစာအုပ်ဖြစ်သည်တံပီရိုပူလေးပေါ်မှာတော့သူငှားထားဟန်တူသောတွတ်ပီကာတွန်းစာအုပ်တွေ့သည်ဖြင့်ယူဖတ်နေလိုက်သည်ကျွန်တော်စာဖတ်နေစဉ်တင်မေထွန်းတို့အမေကတစ်ချိန်လုံးလုံးလိုငေးကြည့်နေတာသတိပြုမိ၏ကျွန်တော်ကစာအုပ်ကိုချထားလိုက်ပြီးတော်တော်စာလို့လား၊ကိုယ်ကအုပ်တော့မလား စားပါဘူးဘိုက်ထဲကတင်းနေတယ်ဆီယာမကိုလှမ်းကြည့်ပြီးဆီယာမလေးနားကျင်နားပါအောင်လားဟုပြောသည်ဆီယာမကရပါတယ်ပြောပြီးမှအတော်ကြီးကကျွန်တော်နဲ့နှစ်ယောက်ချင်းစကားပြောခြင်းမုံရတာကိုသတိပြုမိပြီးဟုတ်ကဲ့အညောင်းပြေလမ်းလျှောက်လိုက်အောင်မယ် next day အခန်းမှာရှိမယ်လိုအပ်ရင်ခေါ်လိုက်ပါပြောပြီးထွက်သွားသည်အတော်ကြီးသည်ဘာမှမပြောသေးဘဲကြည်မြဲကြည့်နေပြန်သည် ျွန်တော်ရုပ်စင်းအင်ကကြံအင်လက္ခဏာတွေကိုတခုချင်းစစ်စစ်ဆက်ဆက်အခဲခတ်နေသလိုပဲအနေရထိုင်ရတောင်ကြက်ချင်လာသည်ခဏကြာမှငါသားလေတော်တော်ပင်ပန်းနေပြီနော်သူပြောတဲ့အထဲမှာထူးခြားသောစကားလုံးတစ်လုံးပါနေတာသတိပြုမိ၏သားဆိုသောစကားလုံးပင်ဖြစ်၏ခါတိုင်းနှုံးကမောင်ဖုံးမိုးလိုသားနာမည်တက်ပြီးခေါ်ခဲ့သည်သွေးမတော်သားမဆက်တဲ့လူတစ်ယောက်က ဒီလောက်ထိဂယုဆိုင်နေတယ်ဆိုတာအကြောင်းမဲ့တသက်တော်မဟုတ်ကြောင်းသမီးရှင်မိခင်တို့ဤစတ္ထမအာယုံကရိပ်မိနေခဲ့ဟန်တူ၏ကိစ္စမရှိပါဘူးတော်တော်ကျွန်တော်ကတရက်တလီစောင့်ရတာတကယ်ပင်ပန်းတာကမတ်တီမေထွန်းမှာဒါသူကထက်ခေါ်ပြီးကျွန်တော်လက်ဖမိုးကိုအုပ်ကင်လိုက်သည်သူ့လက်ကနည်းနည်းအေးနေသည်နည်းနည်းညစ်နယ်လာတော့အေးအေးကကပိုကဲလာပြီး သူသည်ကျွန်တော်ကိုအတော်ကြာအောင်စိုက်ကြည့်နေသည်သူပုံစံမှာနောက်တစ်ချိန်ပြန်တွေ့လျင်မှတ်မိအောင်တည်တည်ချာချာစူးစိုက်မှတ်သားနေပုံမျိုးဖြစ်၏တားကိုအမေစိတ်ချပါတယ်ကွယ်စကလုံးတွေကိုတိတိကျကျရွေးချယ်ပြီးပြောခြင်းဖြစ်၏စိတ်ထဲမှာကြိုတင်လေ့ကျင့်ထားခဲ့လေသလားတောင်မဆိုနိုင်သူရဲ့တင်မေထွန်းရဲ့ကျွန်တော်ရဲ့ သုံးရောင်စလုံးတွင်အရေးကြီးသောစကားတစ်ခွန်းဖြစ်၏ကျွန်တော်သူ့ကိုပြန်ကြည့်လိုက်သည်ထိုအချိန်တွင်သူသည်မျက်လုံးကိုပြန်မှိတ်ပြီးနှိမ့်နေခဲ့ပြီကျွန်တော်လက်ကိုတော့လွတ်ထွက်သွားမှဆိုးသလိုတင်းကျပ်စွာစုပ်ကင်ထားသည်ချိနဲ့နေသောလူနာတစ်ယောက်ကဒီလိုအင်အားသုံးနိုင်တာအံ့ဩဖို့ကောင်းသည်ပြီးမှတစုံတစ်ခုကိုတွေးမိပြီးစိုးရိမ်သွား၏ထိုစင်မှာပင်သူ့လက်များပြေလျော့သွားသည်အသက်ရှူမြန်လာ၏ ဆီယာမကိုပြေးခေါ်သည်စကားဝိုင်းထဲမှာအစင်းနှင့်ရှိနေသောတာဝန်ကျလက်ထောက်ဆီယာဝင်ကိုပါအစင်းနှင့်တွေ့ရသည်သူတို့လူနာနားမှာအလုရှုပ်နေတော့ကျွန်တော်လဲစိတ်တွေ ရှုပ်ထွေးနေ၏တင်မေထွန်းကိုတွားခေါ်ရမလားမဖြစ်နိုင် သူကအိတ်ဆေးတောက်ပြီးနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေပြီပြီးတော့လူနာကိုတယောက်ထဲထားခဲ့လို့မဖြစ်တခုခုအေးပေါ် ဆုံးဖြတ်ဆရာရှိရင်ကောဘလို့လုပ်မလဲတို့တိုင်အောင် အဖွားကြီးကတော့ သူသမီးကိုစိတ်ချလက်ချထားရခဲ့ပြီတော်လရှင်များခင်ဗျာဒီကနေ့အတွက်အပိုင်း3ကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါနောက်လာမယ့်အပိုင်း4ကိုဆက်ဆက်ဆောင်မြောနားဆင်ပြကြဖို့တိုက်တွန်းရင်ရွေးဦးနာတဲ့ရဲ့တော်ရရှင်များအားလုံးကျမ်းမာပြီးကြပါစေခင်ဗျာ